နေဒီဆွဲကောင်မလေးကိုဆဆရှင်မှာစိတ်မမှန်တဲ့အန်ဒီရဲ့ရှိတဲ့သူ့ရဲ့ထားတဲ့ဇေယုံကဝေဒနာရှင်နေတဲ့အသူမြင်နေရမှာပါသူဟာဒေါရအယံကိုကြည့်ပြီးတော့အဆောင်တွေကိုလည်းမကြကနာတိုက်ခိုက်တဲ့အတွက်တယောက်တည်းတီးတန့်ချုပ်ခံတဲ့ရောက်နေတပ်မာရီဒါပေမဲ့ဒီလိုမဖြစ်ခင်တော့ကသူဟာတခြားသူ့ရဲ့လိုပဲပုံမှန်စဲကြောတဲ့ထက်မြက်ပြီးတော့အလုံးကြိုးစားတဲ့လူတယောက်ပါလူတတ်မှုတစ်ခုကြောင့်အရာအလုံးကပြောင်းလဲသွားခဲ့ရတာပါဒီလိုနဲ့ဆက်လန်ကလွန်ခဲ့တဲ့နှစ်လအလို DV Castel လို့ခေါ်တဲ့မြို့လေးစီပြောင်းရောက်သွားခဲ့ပါရီဒီမြို့ကထူးဆန်းတဲ့ရေတခွန်ကြောင့်နာမည်ကြီးတော်ပါအဲ့ဒီရေတခွန်ကရေဝေဟာအောက်ခြေကနည်းနည်းဆိုင်အပေါက်ကြီးအထည်ထိုးဆင်းသွားပြီးတော့ဘယ်တော့မှပြန်မပေါ်လာတော့ဘူးလို့ပြောပါရီသိပ္ပံပညာရှင်တွေကအဲ့ဒီအပေါက်ထဲကိုပစ္စည်းတွေခြားကြည့်ဖူးပေမဲ့ဘာတစ်ခုမှပြန်ပြီးမတက်လာခဲ့ပါဘူးဒီတော့ခံနေကြတော့ဒီရေတခွန်ဟာတခြားပုံတစ်ခုနဲ့ ဆက်ဆက်နေတယ်လို့ယုံကြည်ထားကြပါရင်ဒီမျိုးမှာဂျင်နီဖာနဲ့နီဒီဆိုတဲ့ငယ်ချင်းအရင်ခောက်ခောက်နေအောင်နေထိုင်ကြပါရင်เจ้าမှာဂျင်နီဖာကလပပြီးတော့လူကြိုက်များတဲ့အတွက်အားကြခံရပေမဲ့နီဒီကတော့ပို့ပြီးတိတ်စိတ်ကခက်လက်လန်းမှပဲနေထိုင်တတ်တဲ့သူပါသူတို့နေအောင်ရဲ့တန်ရောစင်ကအရင်ကိုခိုင်မာလွန်းတဲ့အတွက်အတန်းဖို့တချို့ကသူတို့ဟာတငယ်ရှင်းထက်ပိုနေတလားလို့အမှတန်တရားဝေဝင်နေကြပါရင်တနေ့နေလေစာစားတဲ့အချိန်မှာဂျင်နီဖာကမယ်လိုဒီလိန်ဆွဲကလပ်ကိုအဲ့ဒီညသွားဖို့နီဒီကိုခေါ်ပါရင် ဘလူးရှိုဒါဆိုတဲ့ဘန်ကလာဖြောဖြီမှာဖြစ်ပြီးဂျင်နီဖာကခေါင်းဆောင်အဆိုတော်နီကိုလိုင်ကိုစိတ်ဝင်စားနေခဲ့တာပါနီတီစီမှာသူ့ရဲ့ချစ်သူချစ်နဲ့ချိန်ထားတာကြောင့်တွေ့ဝေနေခဲ့ပေမဲ့ဂျင်နီဖာအတင်းခေါ်တာကြောင့်နောက်ဆုံးမှာတော့နီတီတဘောတူလဲရပါပြီဂျင်နီဖာကအဖို့အစားကောင်းကောင်းဝတ်ဖို့ပါမာလိုက်သေးပါပြီဒီလိုနဲ့ညနေအိမ်ရောက်တော့နီတီတယောက်ဘယ်အဖို့အစားကိုဝတ်ရမှလဲဆိုတာရုံးကန်နေရပါပြီလာရှင်ပေမဲ့ဂျင်နီဖာကတော့အယောင်မေးမတွားစီရှင်ပါဘူးချစ်ကနီတီဟာဂျင်နီဖာနောက်ဘလောက်ထိလိုက်နေရတယ်လဲဆိုတာကိုတတိထားမိပါပြီ သူတို့နေရာရဲ့ယင်းနီမှုကိုတက်တည်ပြရှင်တာကြောင့်နီဒီကသူတို့ရဲ့တူညီတဲ့တငယ်ချင်းဆွဲချိုးကိုချစ်ပါပြတာလိုက်ပါရင်အဲ့ဒီကမှဂျင်နီဖာတယောက်နီဒီကိုလာခေါ်ပြီးတော့ဒီဗီကတ်စတဲမှာလူအစီဆုံးတစ်ခုထဲတော့ကလပ်ဖြစ်တဲ့မယ်လိုဒီလိန်းကိုတွားကြပါရင်လိုးရှိုတာဘန်ဖျော်ဖြေဖို့အတွက်ပြင်နေတော့ဂျင်နီဖာနဲ့နီဒီဟာအဆိုတော်နီကိုလိုင်းစီရှီကတ်တွားပါရင်ဒီလိုမျိုးနမည်ရပြီးသားဘန်တခုကဒီလိုမျိုးငယ်လေးမှာလာတီးတာကိုနီဒီတယောက်နားမလဲပဲစိတ်ထဲမတင်မကြဖြစ်နေခဲ့ပါရင် နီကိုလိုင်ဂရော့ဝေးလံတဲ့နေရာအထိပြိတ်တက်တွေကိုတွေးရှင်လို့ဘာလို့ရှင်းပြပါရင်းသူဟာသူတို့ကိုတောက်เสียလာပေးပါရင်းဂျင်နီဖာကယူလိုက်ပေမဲ့နီဒီဂရော့ နီကိုလိုက်နဲ့သူတငယ်ရှင်တွေကဂျင်နီဖာဟာအပျော်စင်ဟုတ်မဟုတ်တီးတိုးမေးနေတာကိုကြားလိုက်ရပါပြီစိတ်ဆိုးသွားတဲ့နီဒီကဂျင်နီဖာကိုစာဝင်ဖြည့်ပေးလိုက်ပြီးဘန်နဲ့တိတ်မရင်နေဖို့ဂျင်နီဖာကိုတတိပေးပါရီဒါပေမဲ့ဂျင်နီဖာကခုမဆိုင်ပါဘူးဖြောဖြေပွဲစားတော့ဂျင်နီဖာရဲ့အာယုဟာနီကိုလိုက်စီမှာပဲရှိနေခဲ့ပါရီဒါပေမဲ့နီဒီကတော့ဆင်အနောက်ကကလကအနားမှာမီခိုးဝေတက်နေတာကိုတတိထားလိုက်မြို့ပါရီမီကမင်းမြန်ဆန်ကူးဆက်သွားပြီးတော့လူအကြီးဟာတယောက်နဲ့တယောက်အတင်းတိုးဝေပြီးထိတ်လန့်ကုန်ပါရီဂျင်နီဖာကတော့နီကိုလိုက်ကိုဆက်ကြည့်နေစေ ပါနောက်မှနီဒီကအတင်းဆွဲခေါ်ပြီးအင်ဒါအแทကိုပြေးဝင်လိုက်ပါရီသူတို့ကအပင်းပေါက်ငယ်လေးကနေလွတ်မြောက်လာခဲ့ကြပါရီဒီလိုနဲ့အပြင်ရောက်တော့သူတို့နီကိုလိုက်နဲ့ထပ်ပြီးတွေ့ပြန်ပါရီသူဟာသူတို့ကိုလုံခြုံတဲ့နေရာစီလိုက်ဖို့ပြေးမယ်လို့ကန်လန်ပါရီဂျင်နီဖာကသူ့ပေးတဲ့တောက်စရာကိုတောက်လိုက်ပြန်တော့မိုင်းတွေတွားခဲ့ပြီးတော့စိတ်ပါလက်ပါမရှိတော့တဲ့ပုံစံဖြစ်သွားခဲ့ပါရီ နီကိုလိုင်ဟာသူ့ရဲ့ဘန်ကားစီကိုဆွဲခေါ်တော်တော်ပါရီနီဒီကတားဖို့ကြိုးစားပေမဲ့ဂျင်နီဖာကပုံမှန်မဟုတ်တဲ့အပြုတ်မှုတွေနဲ့သူ့ရဲ့အနောက်ကိုလိုက်သွားပြီးနီဒီကိုကတောင်ကနေကြားထဲမှာပြစ်ထားခဲ့ပါရီတုံလုံး၆ချားနေခဲ့တဲ့နီဒီကအင်ပြန်ရောက်လာတဲ့ချစ်ကိုဖုန်းခေါ်ပြီးမီးလောင်တဲ့အကြောင်းနဲ့ဂျင်နီဖာကဘန်ကားနဲ့ပတ်သွားခဲ့တဲ့အကြောင်းပြောပြကမလုပ်ရမလဲလို့မေးလိုက်ပါရီ chip ကနေတိတ်ဖို့ကြိုးစားနေတော့ဖုန်းမချခင်မှာပဲတခါပဲကပြည်လာခဲ့ပါပြီဇွင်ပူပန်နေကြတဲ့နီဒီအောက်ထပ်ကိုစဉ်းကြည့်တော့အပြင်မှာဘယ်သူမှမရှိပါဘူးဖုန်းချပြခန်းစီကိုပြန်လျှောက်သွားတော့မိဖို့ချောင်းထဲမှာရေပိုက်ခေါင်းပွင့်တဲ့အတန်ကိုကြားလိုက်ရပါတယ်သူသွားပိတ်လိုက်တော့ဂျင်နီဖာပေါ်လာခဲ့တာပါဂျင်နီဖာအဝတ်တွေမှာတွေးဆူရွှဲနေခဲ့ပြီးတော့အသားရေကဖြူဖြော့နေခဲ့ပါတယ် သူ့ရဲ့အပြုံးကလည်းကြောက်စရာကောင်းနေခဲ့ပါရင်ရေခဲတိတာကိုဖွင့်ပြီးတော့အသားစိမ့်နေစားတော့ပါရင်နီဒီကဘာဖြစ်တာလဲလို့မေးဖို့ကြိုးစားနေတော့ဂျင်နီဖာကတကခုဝင်ပူးသူလိုမျိုးအော်ဟစ်လိုက်ပြီးတော့ခြုံထက်တဲ့အစအနောက်ကြီးရောနှောနေကြတဲ့အနေအယောင်အကြီးပြပြတဲ့အန်ချပါရင်ဂျင်နီဖာဟာနီဒီရဲ့လေဘင်းစီလမ်းအုပ်လိုက်တော့နီဒီကကြောက်လန့်နေကြနဲ့ကြောက်နေခဲ့ပါရင်ဂျင်နီဖာကရုတ်တရက်ရက်သွားပြီးဘာမှမပြောဘဲအိမ်ထဲကနေထွက်သွားပါရင်နောက်တနေ့မှမဲလိုဒီလေးမီးလောင်မှုတင်းက ចောင်းမရောတနိုင်ငံလုံးမှာပါပြန့်နှံ့တော့ပါရင်ဆရာတယောက်နဲ့ចောင်းသားတချို့အပါဝင်အထဲမှာရှိတဲ့လူိုင်းနီပါတည်ဆုံးခဲ့ပြီးတော့ဂျင်နီဖာနဲ့နီဒီကအသက်ရှင်ကျန်ရသူအနေငယ်ထဲမှာပါခဲ့ပါရင်အတန်းထဲထိုင်နေခဲ့တဲ့နီဒီတယောက်ဟာငငယ်ကဂျင်နီဖာဟာသူ့ကိုဘယ်လိုမျိုးကောက်ွယ်ပြီးခဲ့တာလဲဆိုတာပြန်သွေးရင်းနဲ့ပဲတုံလုံးငင်တက်နေခဲ့ပေမဲ့တစ်ချိန်တည်းမှာပဲသူ့အငယ်ရှင်တကခုမောင်မိုက်ပြီးတော့တဘဝလွန်တဲ့အရာရှိနေပြီဆိုတော့ကိုခံစားနေမိပါရင် အတန်တဲမှာဂျင်နီဖာကဘာတန်ရမှမရှိပဲလုံးဝကောင်းမွန်တဲ့ပုံစံနဲ့ပေါ်လာပါလိညကသူ့ရဲ့မိဖို့ချောင်းမှာသူတန့်ရှင်ရဲ့လှုပ်ထားရတဲ့အနေအောင်အည်ပိပြက်တွေကိုပြန်တရိရပြီးတော့လက်ထဲမှာအစွန်အထင်းကြံ့နေသေးတာကိုပါတွေးမိတော့နီဒီလန့်သွားခဲ့ပါလိနီဒီမေးတဲ့အခါမှာဂျင်နီဖာကစိတ်ထင်ရွေမြင်နေတာလို့ပယ်ချလိုက်ပါလိဒီလိုနဲ့ចောင်းစင်းတော့နီဒီတယောက်အတန်းဖော်ရီဝမ်းနေပူဆွေးနေတာကိုကြည့်ပြီးနောက်ပိုင်းမှာချစ်နဲ့တွေ့ကသူမြင်ခဲ့ရသမျှကိုရှင်းပြပါလိ ဂျင်နီဖာကကြောက်စရာကောင်းပြီးတော့လူမဆန်တယ်လို့မျိုးပုံစံနဲ့သူ့ရဲ့အိမ်ကိုလာခဲ့တဲ့အကြောင်းတွေထူးဆန်းတဲ့အရေးပဲအန်ချသွားတာဝီကိုပြောပြပါရင်းချစ်ကတော့မီးလောင်မှုကြောင့်စိတ်တန်ရာရပြီးစိတ်ကြောင်ခြောက်ခြားဖြစ်နေတာလို့ထင်ကစိတ်ပညာရှင်နဲ့ပြကြည့်ဖို့အကြံပေးပါရင်းအဲ့ဒီအတော်အတွင်းဂျင်နီဖာတယောက်မီးလောင်မှုကြောင့်သူ့တငယ်ရှင်တည်ဆုံသွားတဲ့အတွက်ဝမ်းနည်းနေတဲ့ခန္ဓာကိုယ်ထွားကြိုင်းတဲ့ကျောင်းသားဂျိုးနဲ့ကိုရှိခဲ့ခဲ့ပါရင်းနေသိပ်ပြီးတဲ့လိုမျိုးဟန်ဆောင်ပြီးတော့ဂျိုးနဲ့ကိုမြူးဆွဲကကျောင်းနောက်ကတစ်တော်ထဲခေါ်တော်ပါရင်း တို့နန်းရှုံနေတော့ရုတ်တရက်သရိစံတွေကတို့ရဲ့ပပတ်လယ်မှာဝိုင်းပြီးဆုလာကြပါရီဂျိုနက်ကအန်ဒီရဲ့ရှိတာကိုခံစားမိပေမဲ့ဂျင်နီဖာကတော့ငြိမ်သက်နေပါရီဂျင်နီဖာကသူ့ကိုတွန်းချပြီးတော့ကြောက်မက်ဖွယ်တက်တော်ပုံစံပြောင်းကတတ်ပြစ်လိုက်ပါရီအော်ဟစ်တန်ကိုကြားလိုက်တဲ့ဆရာတယောက်ကဂျိုနက်ထာဝန်းနေတဲ့အတွက်အော်ဒါပဲလို့ထင်ခဲ့ပေမဲ့လိုက်လံစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ဘိုက်တွေပြဲနေခဲ့တဲ့အလောင်းနဲ့အလောင်းနာမှာလှုပ်ရှားနေတဲ့သရိစံတွေကိုတွေ့လိုက်ရပါရီဂျိုနက်ကိုတတ်ပြီးတော့ဂျင်နီဖာဟာမြစ်ထဲမှာရေကူးလိုက်ပါရီ ပြန်တက်လာတော့ပြန်ပြီးလမ်းစမ်းလပနေခဲ့ပါပြီ။အဲ့ဒီညနေမှာနေဒီစီကိုဂျန်နီဖာကဖုန်းခေါ်ပါရင်းမိလောင်မှုကြောင့်စိတ်မကောင်းဖြစ်နေတော့ရှိနေသေးတဲ့နေဒီဟာသူ့ရဲ့ခံစားချက်ကိုပြောပြဖို့ကြိုးစားပေမဲ့ဂျန်နီဖာကတော့အေးဆဲဆဲနဲ့မေ့ပြလိုက်ဖို့ပြောပါရင်းမကြခင်ရှစ်ဖုန်းခေါ်လာခဲ့ပြီးစိတ်မကောင်းစရာတင်းကိုပြောပြပါရင်းကျိုးနဲ့ကိုဘိုက်ပြဲပြီးတော့အသက်ခံထားရတဲ့ပုံစံနဲ့တွေ့ရပြီးတော့သူ့မိဘတွေကလည်းအရန်ကိုဝမ်းနေနေကြတဲ့အကြောင်းပြောပြတာပါ နီဒီကဒါဝင်ကိုကြားလေလေမိလောက်မှုပြီးကတဲ့ကတကကုဆူဆူရမားနေပြီးဆိုတော့ပို့ပြီးခန်းစားလာရလေလေပါရက်တပတ်တွေကွန်လွန်သွားခဲ့ပြီးတော့ကျောင်းဟာရှေ့ဆက်ဖို့ဂျိုးစားနေကြပါရီဆရာတယောက်ကလိုရှူတာဘန်ဟာမိလောက်မှုအတွင်လူဝေကိုကဲတင်ခဲ့တယ်လို့နာမည်ကျော်လာပြီးတော့သူတို့ဝင်ငွေရဲ့300ခန့်လုံးကိုတည်ဆုံးသူမိသားစုတွေအတွက်လူတန်းမဲလို့ကြေညာပါရီအမန်တရားကိုတိနေခဲ့တဲ့နီဒီကစိတ်မချမ်းမသာဖြစ်သွားခဲ့ပါရီဘာကြောင့်လဲဆိုတော့သူတို့ဘယ်တူကမကူပဲနဲ့ ထွက်ပြေးသွားတာကိုသူမြင်ခဲ့ရတာကြောင့်ပါအခုကျမှသူရဲကောင်းလိုမျိုးရှီကျူးခံနေရတာကိုနီဒီဒေါ်ရထွက်နေခဲ့ပါလိအဲ့ဒီအတော်တွင်ဂျင်နီဖာရဲ့ကျမ်းမကြီးစတင်ဆိုးလာခဲ့ပါပြီစပင်းလေးဂျန်တန်းလာကအသားရည်ကဖြူဖြော့လာခဲ့ပြီးတော့ခန္ဓာကိုယ်ကလည်းအားနေနေခဲ့ပါလိကျောင်းစင်တော့နီနီနဲ့အတူတူအိမ်ပြန်လာတော့ဂျင်နီဖာကိုတဘောကြတဲ့အတန်းဖို့ကော်လင်နဲ့တွေ့ကြပါလိ ကောလင်ကဂျင်နီဖာကိုအပြင်းသွားဖို့ချိန်ပါရီပထမတော့ဂျင်နီဖာတူကြည့်မကောင်းဘူးဆိုပြီးငင်းလိုက်ပေမဲ့နီဒီကကောလင်ကောင်းတဲ့လူပါလို့ပြောလိုက်တော့မှပဲတဘောတူပြီးအဲ့ဒီညာနောက်ပိုင်းမှာတွေ့မယ်လို့ပြောလိုက်ပါရီကောလင်ကလည်းဝမ်တာအာရနဲ့လက်ခံခဲ့ပါရီအဲ့ဒီညနေမှာရှစ်ကနီဒီကိုသူ့ရဲ့အိမ်လာလေဖို့ခေါ်ပါရီတချိန်တည်းမှာပဲကောလင်ဟာဂျင်နီဖာပေးထားတဲ့လိပ်စာဖြစ်တဲ့မပြီးသေးတဲ့အစောက်အနေရာကိုရောက်သွားခဲ့ပါပြီရှေ့တစ်ခါကပိတ်ထားတဲ့အတွက်ပဒင်းပေါက်ကနေတက်ပြီးဝင်သွားခဲ့ပါရီ ဒီလိုနဲ့အပေါ်ထက်ကိုရောက်တော့ဖျောင်းတိုင်နဲ့ပြည်နေခဲ့တဲ့အခန်းတစ်ခန်းမှာဂျန်နီဖာစောင့်နေတာကိုတွေ့ရပါပြီဂျန်နီဖာသူ့ကိုမျိုးဆွဲပြီးမှတိုက်ခိုက်တပ်ဖြတ်ပြစ်ပါပြီတဖက်မှာတော့နီဒီဟာရှင်းနေသူရှိနေတော့ရုတ်တရက်စိတ်အနှောင့်အယှက်ဖြစ်စရာမြင်ကွင်းတွေကိုမြင်လာရပါပြီမျက်နှာကြက်ကနေတွေးဝေယိုကြနေတာဂျွန်နဲ့ရဲ့မျက်နှာဂျန်နီဖာရဲ့ကြောက်မက်ဖွယ်ပုံစံဖြစ်နေတာဝေးအပြင်ဂျန်နီဖာကကွန်လင်းကိုတိုက်ခိုက်နေတဲ့ပုံအားမြင်လာရပါပြီလန့်သွားတဲ့နီဒီဟာရှစ်ကိုထားခဲ့ပြီးတော့အင်ကိုအမြန်ဆုံးမောင်းပြန်လာခဲ့ပါပြီလမ်းမှာဂျန်နီဖာက သွေးဝေဆွန်းပေနေခဲ့တဲ့ပုံစံနဲ့လမ်းဘေးမှာရက်နေတာကိုသူမြင်လဲရပါပြီစက္ကန့်ပိုင်းအကြာမှာဂျင်နီဖာကသူ့ရဲ့ကားရှိရုတ်တရက်ပေါ်လာတာကြောင့်ထိတ်လန့်သွားတဲ့နီဒီဟာကားကိုရမ်းလိုက်ပြီးအိမ်ကိုမောင်းပြေတော့ပါပြီဒီလိုနဲ့အိမ်ထဲကိုရောက်တော့နီဒီကမိမလောင်ခင်တုံးမှာဂျင်နီဖာဘယ်လိုလဲဆိုတာနဲ့ဘန်ကသူ့ကိုခေါ်သွားပြီးတော့အယယဘယ်လိုမျိုးပြောင်းလဲသွားတယ်ဆိုတာကိုတွေးနေခဲ့ပါပြီပင်ပန်းနွားနဲ့နေခဲ့တဲ့နီဒီအခန်းထဲကိုဝင်ပြီးအိတ်ဖို့ကြိုးစားနေတော့ပုံမှန်အတိုင်းဖြစ်နေခဲ့တဲ့ဂျင်နီဖာကသူ့ရဲ့နေဘေးမှာ လာလင်တာကိုတွေ့လိုက်ရပါပြီနောက်ဆုံးမှာတော့ဂျန်နီဖာကအမန်တရားကိုဖွင့်ပြောလိုက်ပါပြီမီလောင်ပြန်နောက်ဘန်ကသူ့ကိုထူးဆန်းတဲ့ရေတခွန်အနာကတောအိုထဲခေါ်သွားခဲ့ပါပြီပါတီပွဲလုပ်မယ်လို့ထင်ခဲ့ပေမဲ့ဘန်ကားထဲမှာဦးခေါင်းခွန်နေတဲ့နတ်ဆိုးပညာဆုံးကိုတွေ့လိုက်ရတော့လန့်သွားပါပြီသူတို့ကနမေကြော်ကြားဖို့အတွက်စေတံရဲ့ရစ်ပူစော်မှုအနေနဲ့သူ့ကိုတတ်ခဲ့တာပါအဲ့ဒီရစ်ပူစော်မှုကအောင်မြင်သွားခဲ့ပေမဲ့ဂျန်နီဖာဟာအပြိုစင်မဟုတ်ခဲ့တာကြောင့်နတ်ဆိုးကဒရော့ထွက်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်အထဲမှာကြံခဲ့ပါပြီး ဂျန်နီဖာကသူ့အမန်တကယ်တော့တည်ခဲ့ပေမဲ့ပြန်အသက်ဝင်လာတယ်လို့ပြောပြပါရီအဲ့ဒီအချိန်ကစပြီးတော့သူ့ရဲ့အလားနဲ့ခွန်အားကိုပြန်လဲရရှိဖို့အတွက်တလားတကားလူတောင်းဝေကိုစားဖို့လိုအပ်တယ်လို့ဆိုပါရီညာကနီဒီယာအင်ကိုရောက်လာတော့အရန်ဆာလောက်နေလို့တိုက်ခိုက်ရှင်ခဲ့ပေမဲ့သူ့ရဲ့တငယ်ချင်းကိုမလုံရဘဲလမ်းပေါ်ကတခြားတယောက်ကိုတတ်ပြီးတော့စားခဲ့တယ်လို့ဝန်ခံပါရီဗိုက်စာရင်တော့အားနေပြီးဖြူဖြော့သွားခဲ့ပေမဲ့ လူတယောက်ကိုစားပြီးသွားတာနဲ့ခွန်အားဝေပြင်ရကဘယ်တန်ရကိုမစိုးချက်ချင်းပြောက်ကင်းသွားတယ်လို့ရှင်းပြပါရီကြောက်လန့်နေကြတဲ့နီဒီကသူ့ကိုထွက်သွားဖို့အမိန့်ပေးပါရီရန်အနေငယ်အကြမှာကော်လင်ရဲ့နဲ့နေတဲ့တိတ်ဆုံးမှုကြောင့်ចောင်းဟာထပ်ပြီးဝမ်းနဲ့ပူဆွေးရပြန်ပါပြီနီဒီကဂျင်နီဖာကပဲလှုပ်တာလို့ယုံကြည်သွားခဲ့ပြီးတော့သူ့တငယ်ရှင်ဖြစ်မှုကိုဝေးကွာအောင်စလှုပ်လာခဲ့ပါရီအမန်တရားကိုဖော်ထုတ်ဖို့ဆုံးဖြတ်ပြီးတော့စာကြည့်တိုက်ကိုတွားကနတ်ဆိုးပညာအကြောင်းစုံတွေရှာဖွေပါရီအဲ့ဒီကနေတဆင်းနတ်ဆိုးကိုတတ်ဖို့တခုထဲတော့နီလန်က ဓာတ်နဲ့နှလုံးကိုထိုးဖို့ပဲဆိုတာသိလျာပါရီနီဒီဟာရှစ်ကိုဂျင်နီဖာအကြောင်းတတိပေးဖို့ကြိုးစားပေမဲ့ရှစ်ကစိတ်ဖိစီးမှုများလွန်းတဲ့အတွက်လို့ထင်နေခဲ့ပြီးသူ့ရဲ့စကားကိုပယ်ခဲ့ပါရီကြောင်ရဲ့နှစ်ပတ်လည်ပါတီပွဲကျင်းရတဲ့အခါမှာနီဒီကဂျင်နီဖာတားကောင်ရှာဖို့အတွက်အဲ့ဒီကိုတွားလိုက်မယ်ဆိုတာတေချာတိနေလို့ရှစ်ကိုမတွားဖို့တောင်းပန်ပါရီရှစ်ကနီဒီဟာသူ့ကိုလမ်းခွဲနေတယ်လို့ထင်ပြီးတော့တွားဖို့ဆုံးဖြတ်ခဲ့ပါရီသူမတွားခင်ရှစ်ပြအမေကကွန်လင်းတည်ဆုံးမှုကြောင့်ဇွိမ့်ပြီး ငရုတ်ကောင်းဖျန်းစပရေးတမှုကိုပေးလိုက်ပြပါရီအဲ့ဒီအတော်တွင်မှာဂျန်နီဖာရဲ့အခြေအနေပူဆိုးလာခဲ့ပါပြီးသပင်းတွေကျွတ်လာပြီးတော့အသားရည်ကဖြူဖြော့ကနေစင်နဲ့အမျှအားနေခဲ့ပါရီတားကောင်အတေကိုအသေးအံရှာနေခဲ့တဲ့ဂျန်နီဖာဟာပါတီပွဲကိုတွားနေခဲ့တဲ့လမ်းမှာ ship ကိုတွေ့ပါရီ ship နာမည်ခေါ်လိုက်တော့ဂျန်နီဖာပေါ်လာပါရီဂျန်နီဖာကအနီတီကိုလောင်းပြောင်းပြီးကော်လင်းနဲ့ပေါင်းနေတယ်လို့စွပ်စွဲပြီးမှ ship ကိုမြူးဆွဲကအိမ်ဟောင်းတစ်ခုကပြစ်ထားတဲ့ရေကန်စီခေါ်တော့ပါရီ ပါတီပွဲမှာဂျင်နီဖာပြောင်းနေတာကိုနီဒီတတိထားမိပြီးတော့ဇွင်သွားခဲ့ပါရင်ရှစ်ပြန်အင်ကိုအမြန်ပြေးသွားလိုက်တော့သူ့အမေက ship ထွက်သွားပြီလို့ပြောပါရင်အဲ့ဒီအတော်တွင်ရေကန်မှာဂျင်နီဖာက ship ကိုထပ်ပြီးမြူဆွဲဖို့ကြိုးစားပါရင် ship ကလက်မခံတော့ဒရထွက်ပြီးရေအထဲကိုပြစ်ချပါရင်ဆာလောင်နေခဲ့တဲ့ဂျင်နီဖာက ship ကိုတိုက်ခိုက်ပြီးတော့အလဲဘင်းကိုကိုက်တော့ပါရင်နီဒီရောက်လာတဲ့အချိန်မှာဂျင်နီဖာအစာစားနေတာကိုမြင်ရပါရင်အားပြန်ပြေးသွားတဲ့ဂျင်နီဖာစီမှာလေထဲမှာပြန်ဝဲနိုင်တဲ့ခွန်အားဝေရှိလာပါရင် နီဒီကသူ့ကိုတိုက်ခိုက်ပြီးတော့ငရုတ်ကောင်းမုံဖျန်းစင်းနဲ့ပတ်ခဲ့ပေမဲ့ဘာမှအကျိုးမရှိပါဘူးဂျန်နီဖာနီဒီကိုတတ်ဖို့ကြိုးစားနေတော့ရှစ်ကဂျိုးနေတဲ့တစ်သားချောင်းတစ်ချောင်းနဲ့ဂျန်နီဖာကိုထိုးလိုက်နိုင်ပြီးမိလေတော့ခဲ့ပါရီဂျန်နီဖာတွေးထွက်ပြီးအားနေတော့ကထွက်ပြီးတော့ပါရီနီဒီကရှစ်ကိုဖက်ထားရင်းနဲ့ပဲရှစ်တိဆုံးတော့ခဲ့ပါရီဒရအပြင်းနဲ့နီဒီဟာအဲ့ဒီညမှာပဲဂျန်နီဖာရဲ့အိမ်ကိုတွားပါရီဂျန်နီဖာအခန်းထဲမှာသူတို့နှစ်ယောက်ပြင်းထန်တိုက်ခိုက်ကြပါရီဂျန်နီဖာကနီဒီရဲ့လေဝင်းကိုကိုက်လိုက်ပြီးမဲ့ နီဒီဟာသူတို့ရဲ့တင်ငင်ရှင်ဆွဲကြိုးကိုဆွဲဖြုတ်လိုက်တဲ့ကြောင့်ဂျန်နီဖာအာရင်နေကုန်သွားခဲ့ပါလိအခွင့်ရေးကိုအမိရယူပြီးနီဒီကဒါနဲ့နှလုံးကိုထိုးကဂျန်နီဖာကိုတတ်ပြလိုက်ပါလိဂျန်နီဖာရဲ့အမိဝင်လာတဲ့အခါမှာတော့သူ့သမီးရဲ့အလောင်းကိုတွေ့သွားခဲ့ပါပြီနီဒီကိုလူတတ်တဲ့အမှုနဲ့ထောင်ချလိုက်ပါလိဒါပေမဲ့ဂျန်နီဖာကြိုက်ခဲ့တဲ့ကြောင့်နီဒီစီမနတ်ဆိုးရဲ့စွမ်းတချို့ပလာခဲ့ပါလိသူကအဲ့ဒီစွမ်းဝေးကိုအတုံးချပြီးသူ့ကိုဒါနဲ့လူဝိုင်းအားတတ်ကထွက်ပြေးခဲ့ပါလိ တော်ထက်ကနေထွက်ပြင်းနေပဲဂျန်နီဖာကိုတတ်ခဲ့တဲ့ဓာတ်နဲ့ရေတခွန်းနဲ့ဆက်ဆက်နေတဲ့ထူးဆန်းတဲ့ပြည်စီတခုကိုရှာတွေ့ခဲ့ပါရီအဲ့ဒီနောက်ပိုင်းသူကလိုးရှူတာဘန်ဖြိုပြပွဲစီကိုကားကြုံနဲ့လိုက်သွားခဲ့ပါရီသူရဲ့စိတ်ထဲမှာတော့သူရဲ့ကံကြမ္မာကိုသူရွေးချယ်ပြီးသားဖြစ်နေခဲ့ပါပြီသူတို့အကုန်လုံးကိုမတတ်ခင်ဒီအရာကဘန်ရဲ့နောက်ဆုံးဖြိုပြပွဲဖြစ်မှတင်ရှားနေပါရီဒီလိုနဲ့ပဲဆလန်ကအဆုံးသတ်သွားခဲ့ပါရီကြီးစုပြပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ